အဲဒီနေ့ဧပြီလ14ရက်နေ့ပါနောင်တကူလာပြီကျော်နှစ်ရက်ပေါ့ဗျာမလင်းလောက်ခတ်ပြီးသွားတာ18ရက်ရှိပါတယ်အဲဘောင်းလကွယ်နေ့ကလောက်ခတ်သွားတယ်အလိုဘောဗမာလူဆို18ရက်ရှိပါတယ်အရင်မပြတ်အောင်ဆုံးဆက်ကပ်နေပါတယ် မနေ့ကတရားစာကုသိုလ်ရှင်ကိုရံလာကတ်တော်တာနော်ခမင်းကျော်အဲဒီနေ့တော့စုပေါင်းကုသိုလ်ရှင်ရဲ့နဝကမ္မရှင်မောင်းငါကတ်တော်ပါဗျအခုအဲ့ဒါဖုံးပေးနေရတာရှိပါတယ်ကဲအဲ့ဒီနေ့စဉ်အောင်စုံအတွက်လှူထားတဲ့လူရှင်တွေကမလဲပါဘူးအဲဓမ္မဒုတာဆရာတော်ကဆိုရင်တိန့်100ကျက်ဇိမခုံရှင်ဆရာတော်ကဆိုရင်တိန့်100ကျက်နော် 30ကျက်ကနေ5000ကျက်အထိအဲလှူထားတဲ့အလူရှင်တွေမနေပါဘူးကြာအောင်စွန်းနဲ့ပတ်သက်ပြီးတော့ဟိုလောလောဆယ်ရမုံငွေ300ကျော်ရှိပါလေဗျာအဲ့ဒါတွေကိုဆက်ကပ်နေပါမယ်အောင်စွန်းဆက်ကပ်လို့ပိုးတဲ့ရှံတဲ့ဟာတွေကိုလည်းအဲဖော်ဘူးတွေနဲ့ထည့်ပြီးတော့ဒုက္ခဆယ်စကန်းတွေကိုအရောက်ပို့ပါရနော်အဲအခုတော့ဆေးရုံကြီးမှာလွယ်ချက်ကြီးမှနေတဲ့အတွက်ကြောင့်ဆေးရုံကြီးကိုနေ့စဉ် ဘူးနေရာကျော်ပို့ပါရက်ပထမနေ့ကတော့ဘူးနေရာကျော်ဒုတိယနေ့ကတော့ဘူး900ကျော်တတိယနေ့မနေ့ကတော့အဘူးနေရာကျော်အခုတော့နေ့စဉ်ဘူးနေရာကျော်ပို့ရင်ရပြီလို့ပြောပါတယ်နော်အဲ့လိုပို့လို့ပါရတာအဲ့တော့ဥစဉ်ဥရာသူခံလှူထားတဲ့အလူရှင်တွေကဥစဉ်ဥရာသူကိုကျိုးစည်းဝါအတွက်အသုံးပြုဖို့လှူထားတာမဟုတ်ပါဘူးနော်အဲငလျင်ဆောင်းအတွက် အင်းငလင်းဒိဋ္ဌိသံဃာတော်တွေရဲ့အာယုံစောအဆက်ဒီတက်လာတာဖြစ်တဲ့အတွက်ကြောင့်ဟိုတမာဇီဝဖြစ်ပါတယ်ဗျာဟိုပြောရစင်တော့ဥစဉ်ရဲ့ကာယကာယပြောကဝစီပြောကလုံးဝမပါပဲနဲ့လူရှင်ကိုယ်တိုင်ကကြည်ညိုလို့လူစမ်းကြတာပါကျုပ်ကကဲပါကြီးပါအော်ဖိတ်ပြီးတော့လူစမ်းလို့ရတာလည်းမဟုတ်ပါဘူးနော်တမာဇီဝကြတဲ့အကြောင်းပြောသလိုနောက် အဲ့ဒါလည်းစည်ရင်နဲ့အင်းနဲ့ရှိပါလေကြစည်ရင်ကင်နာတဘာပါဗျငွေကင်နာတဘာပါဗျတုံးဆွဲတာတစ်ဖွဲ့ပါဗျအဲဝယ်ချမ်းတာတစ်ဖွဲ့ပါဗျအလုံးခွက်ချမ်းစိတ်ထားပြီးတော့အဲတုံးထားပါတယ်နော်အဲစည်ရင်နဲ့အင်းနဲ့လှုပ်ထားတယ်လို့နှစ်စင်ဖတ်ဖြေတန်ကအအောင်သောကတ်တဲ့အခါမှာပူရှာနဲ့ငွေကိုလည်းဘန်စာအုပ်ထဲထည့်ထားပါဗျဘန်စာအုပ်ကနာမည်ကအဖဖြေတန်ကအအောင်သောစိတ်နဲ့နာမည်နဲ့ပါနော်အဖွဲ့အတန်နဲ့နာမည်နဲ့ပါ အဦးရဲ့နာမည်ကိုပါပါဘူး။နောက်ဦးစင်းအမည်လည်းမပါဘူးပေါ့ဗျာ။အဲအဲ့ထက်မှာဒီပန်းစားကို၄ပါးလောက်တယ်ဆိုရင်တော့၄ပါးကိုအဲ့ဒါဦးစင်းမပါတဲ့အပြည့်ကြီးတွေ၄ပါးသူ၄ယောက်ဆိုရင်လည်းတကားတယ်ဘုံမတွေ၄ယောက်ပါ။အဲ့ဒီအောင်စုံနဲ့ပတ်သက်ပြီးလူသားနဲ့ထဲရပဲဖြစ်စီတော့ဗျာ။အလင်းကစားရေးနဲ့ပတ်သက်ပြီးလူသားနဲ့ထဲရပဲဖြစ်စီ။ ဒုက္ခသည်ဒီရဲ့လက်ဆိုးလာကင်လုံးပြည့်အရောက်အောင်သူကပို့ပါတယ်ကနော်ဟိုစာစည်းရေးသူသွားစည်းရေးသူဆက်စီဘူးအဲအဲ့ဒါလည်းလုံးဝဟိုမတုံးဆက်ပါဘူးအဲ့ဒါတွေအကုန်လုံးကဥစဉ်ဒိုင်ဆိုင်ပါဘူးသူရဲ့အိတ်ကတည်းကနေဆိုက်ချက်ရဲ့တုံးဆက်တော့အအောင်ဆုံးလဲအဲ့ဒီတိုင်းပါပဲအဲတန်ဃာတို့ဒီတော့ပြန်ဆက်ဆက်တဲ့အတွက်ကြောင့်တန်ဃာတွေအတွက်ရာဂိုင်လုံးပြည့်အရောက်ဖြူရပါတယ် အဲဦးဇင်းဦးရာသူမျိုးစီဝါတပြားတစ်ချက်အနေနဲ့30ခွဲမရှိသလိုလုံးဝလည်းမ30ပါဘူး30ဖို့လဲအဲစိတ်ကူးလေးတောင်မပေါ်ပါဘူးဗျာအားလုံးတန့်ရှင်းတဲ့အကြောင်းပြောတာပါနော်အားလုံးအဲပြည်ချင်းပြည်ပမှာအလူရှင်များအားလုံးဟိုဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ပါအားလုံးကြမ်းမှချမ်းသာပြေးရပါ့။ဆုံးအကျိုး၅ပါးကိုဘဝမချပဲခံစားရရှိနိုင်ကြပါစေ။ Thank you.